ာပါဒီကနေ့မှာလည်းရန်ကုန်ကျွန်တော်တို့ရဲ့မိခင်အသင်းတော်မှာပြန်လည်ပါဝင်ရတဲ့အခွင့်ပြင်ဆင်ပေးရအတွက်ဘုရားကြီးစွာကိုထူပဲချီးမွမ်းပါတယ်အတူတကွအခုချိန်မှာတော့နှုတ်ကပတ်တော်တွေသွားရအောင်လို့ခေါ်ဖိတ်ချင်ပါတယ်ကိုရင့်တူဩဝါဒစာပထမစာဆောင်ကိုရင့်တူဩဝါဒစာပထမစာဆောင်အခန်းကြီး15အငယ်30အဲ့ဒါလေးကိုဒီကောဖတ်ရွတ်ချင်ပါတယ်တကောအခန်းကြီး15အငယ်30အတူတူကဖတ်ရအောင်1 2 3 ငါနဲ့အတူရှိသောဖခင်သခင်ဤချီးစွတော်သည်ကြိုးစားတော်မူ၏ဟာလေလုယာကျွန်တော်ချီးစွတော်လို့ပြောရဆိုလို့ရှင်ယင်အာဖခင်သခင်ရဲ့ မဲ့ဘုရားသခင်လှုပ်ဆောင်ပေးခဲ့တဲ့အရာမထိုက်မတန်ပဲနဲ့ရရှိခဲ့တဲ့အရာပေါ်မှာကျွန်တော်တို့အထူးသဖြင့်နားလည်ပြီးတော့ဒီနေ့ကျွန်တော်တို့ခရစ်ယာန်အသက်ရှင်ခြင်းထဲမှာလည်းအဲ့ဒီယေရှုတော်ရဲ့ဥဆောင်ခြင်းထဲမှာအသက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတာလေးကိုဒီနှုတ်ကပတ်တော်အဖြစ်ဘုရားသခင်ကျွန်တော်ကိုနားလည်စေတဲ့အရာလေးတွေကိုဒီနေ့အထူးပဲခွန်အားပေးခြင်းပါတယ်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့လှုပ်ဆောင်ပေးသောယေရှုတော်ဖြစ်ပါတယ်အာ မြမဆံမီတဲ့ကနေပြီးမှကျွန်မဖတ်ချင်ပါတယ်။တို့ရတွင်ဖျားသခင်ဂျေဆုတော်ကြောင့်ယခုငါဖြစ်သည့်အတိုင်းငါဖြစ်၏။ငါအပေါ်တက်ရောက်သောကိုတော်ဤဂျေဆုတော်သည်လည်းအချင်းဤမဖြစ်သည်သာမကငါသည်သူတို့အားလုံးထက်သာ၍ကြိုးစားလှုပ်ဆောင်ခဲ့၏။ထို့သောဆိုသောငါကမဟုတ်ဘဲငါနှင့်အတူရှိသော ဖျားသခင်ဤခြေဆူးတော်ကသာလုံဆောင်တော်မူခြင်းဖြစ်၏မြမစံမီထဲမှာဒီလိုပြောတယ်ထို့သောဆိုတော့ငါနဲ့အတူရှိသောဖျားသခင်ဤခြေဆူးတော်ကသာလုံဆောင်တော်မူခြင်းဖြစ်တယ်ဟာလေလုယာဒီနောက်ကပါတော့ကျွန်မစင်ခြင်းနှလုံးသွင်းနဲ့သခြင်းတစ်ပေါက်ဘာပေါ်လာလဲဆိုတော့ခြေဆူးတော်ကအလုံးလုံးပေးနေတယ်ဆိုတာကိုပေါ်ပေါက်လာတယ်ဟာလေလုယာဆိုတော့ဒီကနေ့ဒီနောက်ကပါတော့ကိုစင်ခြင်းတဲ့အခါမှာ တမန်တော်ကြီးရှင်ဘောလူကကျမတို့အထက်နှုတ်ကပတ်တော်ကိုမြောက်များစွာသိတယ်။အာကုန်လဲဆောင်းနိုင်တယ်၊သူပြည့်ညက်တော်တွေလဲလိုက်နိုင်တဲ့သူဖြစ်တယ်။ဖခင်နဲ့ပတ်သက်လာပြီးဆိုရင်ပြည့်ညက်ချက်တွေကိုတသွေးမသိမ်းလုံဆောင်နိုင်ခဲ့သူဖြစ်တယ်။ဒါပေမဲ့ဒီကနေ့အဲ့ဒီတမန်တော်ကြီးရှင်ဘောလူကသူဘလောက်လုံဆောင်နိုင်တယ်ဆိုတာထက်သူ့အထက်ကနေဖခင်ရဲ့ခြေဆုတော်ကအလုံးလုံးပေးနေတယ်ဆိုတဲ့အရာကိုဒီနေ့ဝန်ခံသွားတာဖြစ်တယ်။ဟာလေလုယာ။ ဟာလေလုယာဒီနေ့ကျွန်တော်လှုပ်ဆောင်နိုင်တာတွေအများကြီးရှိတယ်ချင့်ချန်နိုင်တာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာရက်တီဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစံရဲ့အသက်တာသည်လှုပ်ဆောင်ပေးသောယေရှုတရားထဲမှာဒီနေ့အသက်ရှင်လျှောက်လန်းဖို့ရန်အတွက်ဘုရားလိုတော်ဖြစ်ပါလေအာမင် ကျေးဇူးတော်လို့ပြောရင်ရှင်ရခရစ်ယာန်ထဲမှာဘာပြောထားလဲဆိုလို့ရှင်ကျေးဇူးတော်လို့ပြောရင်ယေရှုခရစ်တော်ကိုပဲပြောနေတာဖြစ်တယ်ကျေးဇူးတော်တပါးမှတပါးထက်ဆင့်ပြီးမှကျေးဇူးတော်ခံစားဖို့ရန်အတွက်အတွင်းထဲကနေဟာလေလုယအဲ့ဒီယေရှုရဲ့လှူဆောင်ခြင်းထဲမှာအသက်ရှင်နေဆိုရင်ဒီနေ့အဲ့ဒီအသက်ရှင်ခြင်းက ပေါ့ပါပြီးဝမ်းမြောက်နေတာဖြစ်ပါတယ်။အခက်ခဲတဲ့ကြားထဲကနေဖခင်ရဲ့ကြီးစွာကိုချီးမွမ်းနိုင်တာဖြစ်ပါတယ်။ကျမတို့ဝမ်းနဲ့ဆရာတွေကြုံတွေ့နေတဲ့ကြားထဲကနေကိုရောရဲ့ကြီးစွာတော့လုံလောက်တယ်လို့ဝန်ခံနိုင်တာဖြစ်ပါတယ်။ဟာလေလုယာ။ကျောင်းဒီကနေ့ဒီလုံဆောင်ပေးသောကြီးစွာတော့ ਨੇ ပသက်ပြီးတော့ရှင်ယောဟန်ခရစ်တန်အခန်းကြီး9ထဲက38နှစ်လုံးလုံးဘေသေတရရေကန်နားမှာ ယောဂဝေဒနာခံစားရတဲ့သူတယောက်ကိုအခြေပြုပြီးမှဒီကနေ့အချက်၃ချက်လောက်နဲ့ကျွန်တော်တို့အတူတကွာစင်ကျင်နှလုံးသိမ့်ဖို့ရန်အတွက်ဆက်လက်ပြီးမှခေါ်ဖိတ်ချင်ပါတယ်။ရှင်ရခရစ်ယာန်အခန်းကြီး၅ထဲမှာရှိပါတယ်။ရှင်ရခရစ်ယာန်အခန်းကြီး၅ကျွန်မမဖတ်တော့ဘူး။ဒီအထဲမှာဘု து အကြောင်းတွေ့ရသလဲဆိုလို့ရှိရင်ဘေးသေတရေကန်နာမှာမြောင်များစွာသောသူတွေကအဲ့ဒီရေကန်ပတ်ပတ်လည်မှာနေကြတယ် တချို့တွေကခြေမစွမ်းတဲ့သူတွေရှိတယ်။တချို့တွေကမျက်စိကန်းတဲ့သူတွေရှိတယ်။တချို့တွေကခန္ဓာကိုယ်ချိနေတဲ့သူတွေရှိတယ်။အနာရောဂါဆွဲတဲ့သူတွေရှိတယ်။အဲ့ဒီသူတွေအားလုံးကမျောလင့်ချက်တစ်ခုနဲ့အသက်ရှင်တယ်။အဲ့ဒီမျောလင့်ချက်ကဘာလဲဆိုတော့ငါတို့ချမ်းမာခြင်းရဖို့ရန်အတွက်သူတို့ မျောလင့်ချက်နဲ့အဲ့ဒီပေတေသရအေကနာမှာနှစ်ပေါင်းများစွာသူတို့ နေကြတယ်။ရက်ပေါင်းများစွာသူတို့နေကြတယ်။ အဲ့ဒီရေကဘာဖြစ်သလဲဆိုရင်အဲ့ဒီကောင်းကင်တစ်ပံကဆင်းလာပြီးမှရေလှောက်ရှားတဲ့အခါမှာတဲ့ပထမဦးဆုံးသွားနိုင်တဲ့သူကချမ်းမာခြင်းရတယ်လို့နှုတ်ကပါတယ်မှာသလိုဖော်ပြထားတယ်အာမင်ကျမတို့အားလုံးဒါတိတိသားအကြောင်းအရာလေးဖြစ်တယ်တရက်ဒီနှုတ်ကပါတော်ကိုဆင်ခြင်တဲ့အခါမှာဘုရားသခင်ကျမတို့ကိုဘာစကားပြောလဲဆိုရင်လူမြောက်များစွာသောသူတွေကတဲ့ဘုရားသခင်ကငါတို့အတွက်ဘာလို့ပေးမလဲဆိုတော့ကိုစောင့်မျှော်နေကြတယ်တဲ့အချွေးတွေထဲကနေစောင့်မျှော်နေကြတယ် အနာရောဂါတွေကနေစောင့်မျှော်နေကြတယ်မိသားစုပြဿနာတွေကနေစောင့်မျှော်နေကြတယ်စီးပွားရေးအခက်အခဲတွေကနေစောင့်မျှော်နေကြတယ်ဘာကိုစောင့်လဲဆိုရင်ကိုရောဘယ်တော့လုတ်ပေးမလဲကိုရောဘယ်တော့ဒီနေရာတွေကနေလွတ်မြောက်စေမလဲကိုရောဘယ်တော့ဒီအကျွေးတွေကနေလွတ်မြောက်စေမလဲကိုရောဘယ်တော့ဒီအနာရောဂါကနေလွတ်မြောက်စေမလဲစောင့်မျှော်နေကြတယ်ထိုးထိုးတော့သူတွေကဲ့သို့ပဲဒီနေ့လူမြောက်များစွာတစ်ခါကဘာတဝမ်းမှာရှိရတဲ့သူတွေအမျိုးမျိုးသောသဘာဝဘေးအန္တရာယ်တွေတခါ ဘေးအန္တရာယ်တွေတဲကကျွန်တော်တို့ဒီနေ့လဲအခုချိန်မှာကျွန်တော်တို့ခံစားနေရတာဖြစ်တယ်။မြောင်များစွာသောသူတွေကိုတော့အဲ့ဒီအထက်ကနေအော်ဟစ်ပြီးမှစောင့်မျှော်နေတယ်။ဒီကနေ့အဲ့ဒီဘေးသင်္ဒရာရေကန်နာမှာရှိတဲ့သူတွေကလည်းကောင်းကင်တမန်တပါးဆင်းလာပြီးတော့ဘယ်အချိန်ရေလုံးမလဲဆိုတာကိုသူတို့စောင့်မျှော်နေပြီးမှမျက်စိတစ်ဖက်ကန်းတဲ့သူကတော့ချက်ချင်းဆင်းသွားပြီးတော့ရေလောက်တာနဲ့ခုန်ဆင်းတဲ့အခါမှာချက်ချင်းကျမ်းမာသွားတယ်။ဝမ်းမြောက်စွာနဲ့ပြန်သွားတယ် အာချေတိတ်မချိတဲ့သူကလည်းနည်းနည်းလေးရေလောက်ပြီးဆိုတော့တခါတည်းပြေးဝင်ပြီးမှရေထဲရောက်သွားတဲ့ခါမှချမ်းမာသွားတယ်။ဖခင်ကကျွန်တော်ကိုဘလို့နားလဲစေလဲဆိုရင်တချို့တွေကြတော့လေအမျိုးတွေကလာပြီးမှဝိုင်းမပေးကြတယ်နော်။ကျန်းစာထဲမှာတော့မဖော်ပြထားဘူး။ဒါဖခင်ကကျွန်တော်ကိုနားလဲစေတဲ့အရာဖြစ်တယ်။ဟာအမျိုးတွေကလာပြီးမှဝိုင်းမပြီးမှရေထဲကိုပြစ်ထည့်ပေးလိုက်တယ်။ချမ်းမာသွားတယ်ပြန်သွားကြတယ်။ဒါပေမဲ့အဲ့ဒီအဲထဲမှာတက်ရောက်သောသူကဇွဲမလျှော့သောဇွဲနဲ့သူဘာလို့စောင့်နေတယ်။ အဲ့ဒါကဘာလို့လဲဆိုလို့ရှင်38နှစ်လုံးလုံးအနာရောဂါဆွဲနေတော်သူဖြစ်ပါတယ်ဒီနေ့ကျွန်တော်တခါတလေကြာရင်ဘယ်နှစ်နှစ်ရှိပြီလဲသင်ဆောင်နေရတဲ့ကာလဘယ်နှစ်နှစ်ရှိပြီလဲသင်ဆူတောင်းပြီးဆောင်နေတဲ့ကာလဘယ်နှစ်နှစ်ရှိပြီလဲသင်ယောဂါတွေနဲ့အဲ့ဒီဝေဒနာတွေနဲ့ဒီနေ့ဆောင်နေရတဲ့ကာလဒီကနေ့ယေရှုခရစ်တည်ဟူသောအဲ့ဒီဂျေဇူးတရားကသင်အထက်ကနေလှူဆောင်ပေးမှာဖြစ်ပါတယ်ဟာလေလုယာ ဟာလေလုယာအဲ့ဒီယေရှုတရားကကောင်းကင်တမန်လာလုံမအောင်မဟုတ်ဘူးနေ့တိုင်းအလုံးလုံးပေးနေတာဖြစ်ပါတယ်ဟာလေလုယာနေ့တိုင်းကျမတို့ထဲကနေအသက်ရှင်ပေးနေတာဖြစ်ပါတယ်အာမင်ဆိုတော့ဒီကနေ့အဲ့ဒီ38နှစ်ပတ်လုံးလုံးဆွဲအနာရောဂါဆွဲတော်သူကအဲ့ဒီရေကနားမှာ38နှစ်ဆိုတဲ့ကာလမနှဲဘူးနော်အာမင်ဆက်ရှင်နဲ့ကျမဒီမြန်မာပြည်မရောက်တာဆက်ရှင်နဲ့တတ်တော်ပြောင်းလဲတယ်ပြောင်းလဲမှုတွေကအမျိုးမျိုးပဲ ပြောင်းလဲခြင်းမျိုးစုံနဲ့ပြောင်းလဲတဲ့မြန်မာပြည်ကြီး အာမင်လင်ကွေးကနေထွက်လာတာနဲ့အရာတိုးတက်တယ်လို့မြင်တယ်လို့တချို့ကိစ္စလေးဆိုလဲကျွန်မရောက်တဲ့နေခဲ့တော့ကပုံစံလေးတွေကျွန်မတွေ့တယ်ဆိုတော့နေပေါင်းကာလကြာကြီးစောင့်ရတဲ့အလုပ်ဆိုတာကလူတိုင်းမလုပ်ချင်တဲ့အလုပ်ဖြစ်တယ်လူတိုင်းဘရောမဘလောက်ပဲစိတ်ရှည်တယ်ပြောပြောနော် ကျွန်မတို့တွေအခုဒီမြန်မာပြည်ကျွန်မရောက်တဲ့အခါမှာကားပေါ်မှာအများအားဟွန်တီတာအများအားကြားရတယ်ကျွန်မတို့စီမဆောင်ဟွန်တီတာတော်တော်လေးရိုင်းတာဖြစ်တယ်အဲ့ဒီဘက်မှာကြားတော့နော်ဒါပေမဲ့အခုတော့ကျွန်မတို့တွေအရင်ရွှေရှင်မတီးတော့လည်းမရအောင်လေနော်မတီးကိုကိုလာဆောင်မဲ့ကားတွေအများကြီးရှိတယ်ဆိုတော့ကျမဒီတစ်ပတ်လုံးလုံးနှစ်ပတ်လုံးလုံးဆက်စင်ကိုကကျမတို့ကူညီတယ်ဆိုတော့ကျမတို့ငယ်နိုင်နေဆိုတော့တငယ်ချင်းတွေလည်းဖြစ်တော့ ဘယ်အချိန်မဆိုသူ့ကိုဖုန်းခေါ်ပြီးမှကျွန်တော်တို့သွားတဲ့အခါမှာသူတစ်ချိန်လုံးဟွန်တီးတယ်ကျွန်မပြောတယ်အခုတီးစရာမလိုပါဘူးနေမတီးပါဘူးအေးစင်းနေဟွန်တီးမှရလားဆိုတော့ကျွန်မတို့တော်ဒါဒါကျွန်မမြန်မာပြည်သားတယောက်ဖြစ်ပါတယ်မြန်မာပြည်ကနေကြီးလာတဲ့သူတယောက်ဖြစ်ပါတယ်ဒါအရင်တော့အကြောင်းစဉ်းစားရင်အဲ့ဒီဘဝနေပဲကြီးခဲ့တာပါဒါပေမဲ့ session နဲ့ဆိုတော့ကျမတို့ကိုဟိုမှာပုံသွင်းပစ်လိုက်တဲ့ပုံစံကတမျိုးဖြစ်တော့လေ ကိုကိုယ်တိုင်ကတမျိုးလိုခံစားတာဆိုတော့ပြောချင်တာကနှစ်ပေါင်းကာလအကြာကြီးစောင့်ရတဲ့အလုပ်ဆိုတာလူတိုင်းမကြိုက်တဲ့အလုပ်ဖြစ်တယ်လူတိုင်းမစောင့်နိုင်ဘူးဖြစ်တယ်ဒါပေမဲ့အဲ့ဒီအဲမှာဇွဲမလျှော့ဘဲနဲ့စောင့်နေတဲ့သူတော့ကောင်းချီးရှိဖို့ရှိတာဖြစ်ပါတယ်ဟာလေလုယဟာလေလုယဘလို့ကောင်းချီးရှိတယ်လေဒီနေ့အချက်၃ချက်နဲ့ကျွန်မပြောပါမယ်နံပါတ်၁အချက် အဲ့ဒီဘိသဒရရေကန်ကိုကောင်းကင်တမန်နဲ့ရေလာလောက်တဲ့အချိန်မှာလူမြောင်များစွာဝင်ပြီးပြန်သွားပြီးမှနေ့တိုင်းနေ့တိုင်းအပတ်တိုင်းအပတ်တိုင်းလတိုင်းလတိုင်းပြန်သွားပြီးမယ်အဲ့ဒီ38နှစ်လုံးလုံးဇွဲမလျှော့ဘဲနဲ့ဟာလေလုယာကျွန်မတို့ကယေရှုပြေလိုက်လိုက်ပြောပြပါဇွဲမလျှော့ဘဲနဲ့ ဟာလေလုယာဒီနေ့သင်ရဲ့ဆွဲမလျှော့ဘဲနဲ့ဆူတောင်းနေတဲ့အရာတွေဆွဲမလျှော့ဘဲနဲ့အမှုတော်မြတ်ထဲမှာပါဝင်နေတဲ့အရာတွေဆွဲမလျှော့ဘဲနဲ့ဖယားနာမနဲ့လှုပ်ဆောင်နေတဲ့အရာတွေအချိန်တန်တဲ့အခါမှာသူ့ရဲ့ချီးမြှောက်ခြင်းရောက်လာမှာဖြစ်ပါလေဟာလေလုယာအာမင်ဆိုတော့အဲ့ဘိသဒနာရေကံကိုဂျေစုတော်တီးဟူသောယေရှုရောက်လာတာဖြစ်ပါလေဟာလေလုယာ Hallelujah အဲ့ဒီခြေဆုတော်တည်ဟူသောယေရှုရောက်လာရင်လေ ဘယ်အရာတွေဘယ်ဥပဒေတိုင်းပဲရှိရှိအကောင်လုံးပြပြဝင်ဖြစ်ပါလေဟာလေလုယာအာမင်တုံးစရှင်နဲ့လုံလုံအဲ့ဒီဝေဒနာခံစားရသလိုဘုရားသခင်ကျွန်တော်နားလဲစေအဲ့ဒီဘေဒနာရှိကမှလူအများကြီးရှိမှာပဲဆိုကနာပြင်ငါးဆောင်နဲ့ရှိရဆိုလူအများကြီးရှိမှာ ။ဒါမဲ့အဲ့ဒီဂျေစုတော်တည်ဥတော်ယေရှုရောက်လာတဲ့အခါမှာဘသူစီကိုစိုက်စိုက်မြတ်ရောက်လာလဲဆိုတော့အဲ့ဒီ38နှစ်လုံးစောင့်နေတဲ့သူကိုစိုက်စိုက်မြတ်ရောက်လာတာဖြစ်ပါတယ်။ဟာလေလုယ။ဟာလေလုယ။ကျွန်တော်ဒီနေ့နံပါတ်1ချက်နေနဲ့သင်ဂျေစုတော်ထဲမှာနေရဆိုရင်လေယေရှုကသင်ကိုအမြဲတမ်းတွေးနေတာဖြစ်ပါတယ်။ယေရှုအသင်အမြဲတမ်းမြင်နေတာဖြစ်ပါတယ်။ယေရှုအသင်နှလုံးသားခြေကွဲမှုတွေကိုအမြဲတမ်းချားနေတာဖြစ်ပါတယ်။ယေရှုကသင်ရဲ့အနာကျင်မှုတွေကိုကုသပေးဖို့ဆင်သင့်ရှိနေတာဖြစ်ပါတယ်။ အော်ငါတို့ဒီမှာနေလို့ငါတို့ကိုဖယားကမတွေ့တော့လားမဟုတ်ဘူးအဲ့ဒီဂျေစုတော်ထဲမှာပဲနေပါအဲ့ဒီဂျေစုတရားကနေရဲ့စင်တန်းလွတ်မြောက်ဘသူကငါတို့ TV မှာကောင်းချီးပေးရမလဲဆိုရင်မနေတိုင်းကျွန်တော်ကိုတွေ့နေတာဖြစ်ပါတယ်ဟာလေလုယာအာမင်38နှစ်လုံးလုံးစောင့်နေတဲ့သူကျွန်မစဉ်းစားတယ်စဉ်းစားတယ်ယေရှုကဘာကြောင့်သူ့စီပဲသွားတာလဲတခြားသူတွေစီသွားလို့မရဘူးလား ဆိုအတူတူစောင့်နေကြရလေအတူတူစောင့်နေတာချင်းတူပေမဲ့နှလုံးသားလေးကနေတောင့်တတဲ့ပြင်းပြတဲ့အရာကယေရှုတွေ့နေတာဖြစ်ပါတယ်ဟာလေလုယာအာမင်ကျမဒီနေရာကနေခုနဆယ်မကြာပြောသလိုပဲကျမဒီမှာ Sunday School တက်ခဲ့တယ်နော်ဒီအပေါ်ထက်တယ်ဒီအောက်ထက် ပေါ်ထက်ကျွန်တော် Sunday school တက်ခဲ့တယ်တက်လဲတက်တယ်တင်လဲတင်တယ်ကိုကိုရိုင်းလဲ Sunday school တက်ခဲ့ဘူးတယ်ကိုကိုရိုင်းလဲ Sunday school ပြန်တင်ဘူးတယ်ဒီမှာလဲတင်တယ်ကျွန်တော်တို့အင်္ဂလိပ်ကျွန်မကျွန်မဒီမှာနေတော့ကျွန်မအင်္ဂလိပ်နဲ့မြစိတ်ကြီးခဏောင်တို့ဖြစ်တယ်နည်းမြရရန်ကင်းဖြစ်တယ်မပြတ်ပါဝင်နေတယ်မပြတ်ဘသူတွေဘာပဲပြောပြောကျွန်မပါဝင်နေတယ်ဘသူမှ ိတိတဲ့လူလည်းရှိမယ်မတိတဲ့လူလည်းရှိမယ်ဒါပေမဲ့လေပြင်းပြတဲ့နှလုံးသားနဲ့မလျှော့သောဇွဲကယေရှုအမြဲတမ်းတွေးနေတာဖြစ်ပါတယ်ဟာလေလုယဟာလေလုယအဲ့ဒီနှလုံးသားကိုတိတဲ့ဖခင်ကကျမကုံခဲတဲ့ဘက်ကတတ်သိခံတယ်လို့ပဲဖခင်ကကျမကိုဒီညာကနေတကယ်ဆွဲထုတ်လိုက်တာကျမကောင်းကောင်းတိတာတခုကဘာလဲဆိုတော့ကျမဒီညာမှာပဲဆက်နေနေရင်ကျမဒီလောက်ထိတရားဟောနိုင်မှာမဟုတ်ဘူးဆိုတာကောင်းကောင်းသိတယ်အာမင် ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ကသူ့ရဲ့ကျေးဇူးပြုခြင်းထဲမှာ ကျမကိုပို့ဆောင်စေခြင်းနဲ့အတွက်ကြောင့်ကျမအယမ်းပျော်တဲ့နေရာကျမအယမ်းချစ်တဲ့နေရာကျမဒီနေရာမှာနေရရင်ကိုပြောတာဘာမဲလုံရလုံရဘာမှမလုံရင်လေဒီဖယားเจ้าမှာကျမအယမ်းပျော်တာဖြစ်တယ်ဒါဒါဒီမှာရှေ့ဆရာမတွေကမျက်မြင်သက်တည်ဖြစ်ပါလေအာမင်အစာရှောင်ဆယ်ရက်ကျမကလေးဖြစ်တယ်ဆယ်ရက်မပြတ်လာဘူး ကျမအရင်ပြောတယ်ဖခင်မျက်မှောက်တော်ထဲမှာနေနေရတာကိုပြောတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနှလုံးသားအဲ့ဒီမလျှော့သောဇွဲကဒီနေ့ဖခင်ကတွေ့ပြီးမှကျမနေနေချင်းနေတော့မှဖခင်ကကျမကိုဆွဲထုတ်လိုက်တယ်အဲ့ဒီဆွဲထုတ်ပြီးမှယနေ့ထိတိုင်အောင်သူ့ရဲ့ဂျေဇုတော်ထဲမှာကျမအသက်ရှင်စေတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒီနေ့တခါတလေသင်ကိုဖခင်ကဆွဲထုတ်လိုက်မယ်အဲ့ဒီအချိန်ကျရင်ဝမ်းမနေပါနဲ့ သင်ကိုဖရားချီးမြှောက်တဲ့ချိန်ရောက်ကုန်ရောက်လာမှာဖြစ်ပါတယ်။ဖရားယေရှုပြတဲ့ချိန်ရောက်ကုန်ရောက်လာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယေရှုကသင်နှလုံးသားကိုတွေ့တာဖြစ်ပါတယ်။ဟာလေလုယ။အာမင်။နှုတ်ကမ်းမကျွန်တော်ငငယ်တွေကဒီအတိုင်းပဲ။ Praise the Lord. Hallelujah. ဆိုတော့ယေရှုသင်ကိုတွေ့တယ်။အဲ38နှစ်လုံးလုံးမလျှော့သောဇွဲနဲ့စောင့်နေတဲ့သူကိုယေရှုကောင်းကောင်းတွေ့တာဖြစ်ပါတယ်။ တဲ့ရဲ့အတိုင်းဝိုင်းကတွေ့ချင်မှတွေ့မယ်။တဲ့အမျိုးတွေကတဲ့ကိုကူညီချင်မှကူညီမယ်။ဒါပေမဲ့ဖျားတွေ့ရင်ကူညီမဲ့သူဘုရားပို့ပေးမှာဖြစ်တယ်။ဟာလေလုယာ။လူတွေမျက်နှာရှာမဲ့စာဖျားမျက်နှာရှာပါ။ဖျားရဲ့အတွေ့ကိုခံရတော်သူဖြစ်တဲ့အတွက်ကြောင့်ဖျားတကယ်လက်တဆုံကတဲ့အတ္တတားမှာရောက်ကိုရောက်လာတာဖြစ်ပါလေ။ဟာလေလုယာ။အာမင်။ဆိုယေရှုသူ့ကိုတွေ့တယ်။ကျွန်မအယောင်ဝမ်းမြောက်တယ်။ ဒီလောက်နာမချမ်းဖြစ်တဲ့သူတွေအများကြီးထဲမှာမှာအဲ့ဒီတက်ရောက်တဲ့ယေရှုစိုက်စိုက်မြိုင်မြိုင်သူစီသွားလာလိုက်စာမလွဲဘဲနဲ့သူစီသွားလာဟာလေလုယာပြီးတော့တခါတည်းမေးလိုက်တယ်သင်ဘာဖြစ်တယ်လဲလို့မေးလိုက်တယ်အဲ့ဒီ38နှစ်လုံးလုံးယောယောဂခံစားနေတဲ့သူကသူ့အချိန်နဲ့အားလုံးပြောလိုက်ကိုတော့ဒီမှာကျမသေချာနာထောင်ပြပါတော့ तू မစ조사ဘူးလားဆိုရင်조사တယ် ကောင်းကင်တမန်ရေလာလှုပ်တဲ့ခါတိုင်း तू ကြိုးစားပြီးသွားတယ်ဒါပေမဲ့ तू အရှိမတယောက်ကဝင်နစ်နေပြီအာမင် तू မလောက်ဆောင်ဘူးလားဆိုရင်လောက်ဆောင်တယ်ဒါပေမဲ့ तू အရှိမသွားတဲ့တယောက်ကဝင်နစ်နေပြီ तू ဒီတစ်ပတ်တော့ငါဒီနေ့တော့လုံးဝဇွဲမလျှော့ဘဲနဲ့လုံးဝ ready နေထားမယ်တခါတလေကျွန်မတို့တက်တာထဲမှာကျွန်မတို့စူးစမ်းတာလေအများကြီးရှိရတော့ ကြိုးစားသလောက်မဖြစ်လာတာတွေအများကြီးရှိတယ်။မျော်လင့်သလောက်မဖြစ်လာတာတွေအများကြီးရှိတယ်။ကျွန်တော်မိသားစုအတွက်တိုင်းနိုင်ငံအတွက်ငိုချွေးပြီးမှမျော်လင့်ပြီးမှအခုတော့ကောင်းတော့မှာပဲလို့ကျွန်တော်တို့တွေမျော်လင့်ပြီးမှကြိုးစားခဲ့တာတွေအများကြီးရှိတယ်။ဒါပေမဲ့တခါတလေမဖြစ်လာတဲ့အခါမှာကျွန်တော်စိတ်တက်ကြတတ်တယ်။ဒီနေ့ဘုရားသခင်ကအဲ့ဒီအခြေအနေတွေအားလုံးကိုလည်းနားထောင်ပေးဖို့အစဉ်သင်ဆောင်နေရဘုရားဖြစ်ပါတယ်။ဟာလေလုယာ။ ။ဘာအတွက်လဲ။သူ့ရဲ့ယေရှုတော်ကတင့်အထင်အနဲ့လုံးလုံးပေးမှာဖြစ်ပါလေ။ကိုမလောက်နိုင်တော့ဘူးလို့ချက်ကောင်လက်ပန်းကြတဲ့အချိန်မှာအဲ့ဒီယေရှုတော်ကလေကျမပြောမယ်နော်။တခုပြောမယ်။ယေရှုတော်ဆိုတာလေ။အော်ငါတို့ကိုလွတ်မြောက်စေမှာမဟုတ်။ယေရှုတော်ဆိုတာတကိုးဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီတကောတူတော့ယေရှုတော်အထက်မှာနေရာယူလာပြီဆိုရင်လေမဖြစ်နိုင်တဲ့အရာတွေအတ္တတားမှာဖြစ်ကုန်ဖြစ်လာမှာဖြစ်ပါလေဟာလေလုယ Praise the Lord 38နှစ်လုံးလုံး 看啥的多，都去你阿龙表表，培养我嘞，就把我带大了嘛。就把我培养公心，表表露伊拉，培养培养吧嘞。阿门。恁露伊拉外边真看尼亚啦，不，都嘛么表那培养我呗表吧。哈利路亚。就嘛，我们有只题目，马来西亚嘛，要得看马来。俺们还听有伢嘞，马来西亚嘛，伢呢，就嘛，我们有只题目，跑来呢。外边马来西亚要得。 ဩစတြေးလျရောက်တယ်အမျိုးမျိုးဖြတ်တန်းရတယ်မျက်ရည်ကျတဲ့အချိန်လေးရှိတယ်ဖျားကိုပဲပြောတယ်တစ်ခေါက်ဆိုလို့ရှိရင်တစ်ယောက်ကဖုန်းဆက်ပြီးမှဖုန်းထဲမှာရေးလဲဆဲတာဖျားကလုံးဝမတုံ့ပြန်ခိုင်းဘူးပြုံးပြုံးလေးနဲ့ပဲဖျားမြစ်တာနဲ့ပဲပြန်ပြီးမှတုံ့ပြန်ခိုင်းတယ်အဲ့လိုအချိန်လေးထဲမှာတခြားလူတွေကိုပြောမဲ့စားကိုရောတမိနှလုံးသားကိုရောတည်ရနော်ဟာလေလုယာ တဲ့ရဲ့အချင်းတွေအားလုံးကိုပြောပြဖို့ရန်အတွက်ဖခင်နားထောင်ဖို့ရန်အစဉ်သင်ဆောင်နေတာဖြစ်ပါတယ်။ဟာလေလုယာ။တဲ့အချင်းတွေဘာတွေဆိုးရွားနေသလဲ။အခုလောလောဆယ်မြန်မာပြည်အချင်းတွေဘလို့ဒုက္ခပေးအန်နေနေဘလောက်ကြုံတွေ့နေရလဲ။ဒီနေ့ဖခင်ကိုပဲပြောရအောင်။ဖခင်ကကျမတို့ကိုနားထောင်ဖို့အစဉ်သင်ဆောင်နေတာဖြစ်ပါတယ်။ဘာကြောင့်လဲ။သူကအလုံးလုံးပေးနေတာဖြစ်တယ်။ ငါသားငါသမီးတွေပင်ပန်းပြီးတတ်တောင့်တတ်တာနဲ့အနာရပြီးမှဖြတ်သန်းစေချင်တာဖြစ်တယ်ဟာလေလုယာသူလှုပ်ဆောင်ပေးတဲ့ခြေဆုတော်ထဲမှာဖြတ်သန်းစေချင်တာဖြစ်တယ်အာမင်ကြောင့်နံပါတ်1ချက်နံပါတ်1ယေရှုအသင်းကိုတွေ့တယ်နံပါတ်2သင်အခြေအနေတွေအားလုံးကိုယေရှုသိတယ်ကျမဒီလိုစဉ်းစားတယ်38နှစ်လုံးလုံးအနာရောဂါခံစားနေရတဲ့ဝေဒနာခံစားနေတဲ့သူကိုယေရှုမေးတဲ့အခါမှာကျမဒီလိုစဉ်းစားတယ် ယေရှုမသိလို့မေးတာလားမဟုတ်ဘူးအာမင်ဟာလေလုယာအပြည့်တခါလဲရသွားပြီကျွန်တော်လို့စဉ်းစားမသိလို့မေးဘာလို့ကျွန်တော်ဘုရားသခင်ကတပ်ပယ်ညွတ်ညံနဲ့ပြည့်စုံမှအရှာခတ်တန်းကိုသိတဲ့ဘုရားဖြစ်တယ်အာမင်ဘာကြောင့်မေးရလဲဆိုရင်အဲ့ဒီသင်ခံစားနေရတဲ့ဝေဒနာတွေကိုလွတ်စေခြင်းတဲ့အတွက်ကြောင့်သင်ရဲ့နှုတ်ရှာပါးစပ်ကနေကိုပြောထုတ်စေခြင်းတာဖြစ်တယ်ဟာလေလုယာဘသူကိုပြောရမှာလဲဆိုရင်ကျမတို့ကိုဖန်ဆင်းတဲ့ဘုရားကိုပြောရမှာဖြစ်ပါတယ်အာမင် အဲ့အခြေအနေတွေအားလုံးကိုသိတယ်နံပါတ်3အဲ့အခြေအနေတွေအားလုံးပြောပွားလို့ရှင်ယေရှုကသင်ကိုစမေးလိမ့်မယ်ငါသမီးသင်ဘာဖြစ်ခြင်းတယ်လဲဟာလေလုယာငါသားသင်ဘာဖြစ်ခြင်းတယ်လဲဟာလေလုယာငါသားသင်ရှူပါယုံကဘာလဲသင်ဤမန်းချက်ကဘာလဲသင်ရဲ့ဆန္ဒကိုမေးတော့မှာဖြစ်ပါတယ်ဟာလေလုယာ ဖယားသခင်ဒီကျွန်ုပ်တို့ကိုချစ်တော်မူ၍ကျွန်ုပ်တို့ရဲ့အတွင်းနှလုံးသားထဲမှာရှိတဲ့အရာတွေကိုအကောင်အထည်ဖော်ပေးမဲ့သူသည်ဂျေစုတော်ဒီဟူသောယေရှုခရစ်တော်ဖယားဖြစ်ပါတယ်။ဟာလေလုယာ။ဟာလေလုယာ။38နှစ်လုံးလုံးဝေဒနာခံစားနေတဲ့သူကကိုတော်ကျွန်တော်ချမ်းသာခြင်းနဲ့အာမင်အဲ့ဒီချမ်းသာလေးကိုဖတ်ရအောင်။အငယ်ရှိမှာယေရှုကလည်း လာပြီနော်ယေရှုကယေရှုကလည်းချလောကိုယ့်အရာကိုဆောင်၍လှမ်းသွားလောဟုမိန်တော်မူသည်ခဏချင်းတွင် ထိုသူသည်ပဂတိအဖြစ်သို့ရောက်၍မိမိအရာကိုဆောင်လျက်လှမ်းသွားလေ၏လက်ခုပ်တိလနဲ့အဲ့ဒီဘုရားကိုချီးမွမ်းရအောင်ဟာလေလုယာဟာလေလုယာယေရှုကဒီမှာပြောလိုက်တယ်။မပြောလဲဆိုလို့ရှိရင်ထပါတဲ့အာမင်။ အဲ့ရကိုစောင့်ပြီးမှလှမ်းသွားပါလေအဲ့ဒီစကလုံးကကျမနှလုံးသားကိုဖျားရှင်လုံးဝအလင်းပေးတဲ့စကလုံးဖြစ်တယ်အဲ့ဒါလေးကိုပြောချင်ပါတယ်ယေရှုကဘာဆက်ပြောလဲဆိုဆန္ဒကိုမေးတယ်မေးပြီးတဲ့အခါမှာထခိုင်းတယ်အာမင်ကိုကိုကိုပြောရအောင်ထပါထပါဒီနေ့ချမပြပေးမယ်နော်။ဖယားသခင်ရဲ့ကျေးဇူးတော်ကကျွန်တော်တို့အထက်ကနေအလုံးလုံးပေးနေတာဖြစ်တဲ့အတွက်ကြောင့်သင်မကနေထားဖို့လိုတာဖြစ်ပါလေ။ဟာလေလုယာ။ ဟာလေလုယာအမေအဲ့ဒီထခြင်းကသင်ကိုလှောက်ဆောင်စေပါမဟုတ်ဘူးသူလှောက်ပေးတဲ့ဂျေစုတရားပေါ်မှာခြေလှမ်းလာစေတာဖြစ်ပါလေဟာလေလုယာအဲ့ဒီဂျေစုတရားထဲမှာလိုက်အယံတတ်တောင်းတတာရှိတယ်အာမင်ဝမ်းနဲ့ခြင်းနဲ့ကြုံတွေ့နေရပေမဲ့ဝမ်းရောက်ဆောင်နဲ့ဖြတ်သန်းနိုင်တယ်ဘသူပဲပေးနိုင်တယ်လဲဆိုရင်အဲ့ဒီဖရာပဲပေးနိုင်တာဖြစ်ပါလေ praise the lord တော်တော်များများသောလူသားတွေတော်တော်များများကဒီနေ့ပြည်တနာကြုံပြီးဆိုရင်အဲ့ဒီပြည်တနာမှာခြေကွဲပြီးဒစိမ့်စိမ့်ခံစားပြီးတော့အာမင်အဲ့ရပါမှာလဲပြီးမှနေတယ်ဒီနေ့ဖခင်ကအဲ့လိုဖခင်မဟုတ်ဘူးတင့်ရဲ့ခံစားနေရတဲ့ခံစားချက်တွေကနေထပါငါတန်ငါသမီးတင့်ကောင်ကလွတ်မြောက်စေမှာဖြစ်တယ်ထပါငါတန်ငါသမီးတင့်ကောင်ကငါရဲ့ဂျေစုတရားထဲမှာလွတ်ချင်းနဲ့ငြိမ်သက်ခြင်းနဲ့ပို့ဆောင်ပေးမှာဖြစ်တယ်လို့ပြောတဲ့ဖခင်ဖြစ်တယ်ဟာလေလုယအာမင် ီးတဲ့အခါမှာဘာလာဘာပြောလဲဆိုရင်ကိုအိတ်အရာကိုဆောင်၍လမ်းသွားလို့ဟုမိန်တော်မူတယ်။တခါတလေကြာရင်ကျမတို့ကယေရှုဟိုလွဲမယေရှုတရားလို့ပြောရင်ကျမတို့ကငါတို့ထိုင်နေမယ်ရွှေထုတ်ကြီးလာချအဲ့လိုမြင်တတ်တာလေ။ယေရှုတရားလို့ပြောရင်အဲ့ဒီယေရှုတရားကအထဲကနေအလုံးလုံးပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဟာလေလုယာအဲ့ဒီအထဲမှာတတ်တာခြင်းရှိတာဖြစ်တယ်။အာမင်။ဒီအခု 东山雪你隆隆，为那看上的，对都哎呀个上标都都中山下楼的那群，没楼了。你看咯，都中山比楼上的人哎呀个，谁那个空家不撇的？阿妹，你们那么子用咯。你看咯，全部都中山比楼上的人哎呀个，打赖撇的。全部中山比楼上的人，俺也空啊呢，俺也撇伢呢。那么嘞？ ူနဲ့ကျွန်တော်တို့စ조사နေတာဒါပေမဲ့ယေရှုရောက်လာရင်တော့သူ့စကားကကျွန်တော်တို့ကိုလွတ်မြောက်စေတာဖြစ်ပါတယ်ဟာလေလုယာသူ့စကားထဲမှာအသက်ရှင်ခြင်းပါတာဖြစ်တယ်ဟာလေလုယာသူ့စကားထဲမှာတတ်တာခြင်းပါတာဖြစ်တယ်အာမင်အဲ့ရသိတဲ့အလုပ်အယံပင်ပန်းမယ်လို့ထင်လားအာမင်နော်ကျွန်တော်တို့ကလေးဘွားတို့ဆိုလို့ရှင်အမေကအာကျွန်တော်တို့ငငယ်တုန်းကနေတဲ့အိမ်အိမ်ခန်းမှာဆရာမကြာတော့အကုန်တိတယ် မိဖို့ကြောင့်တခန်းအိတ်ခန်းတခန်းအဲ့ခန်းဒါပဲပြီးရင်လှေကားကဒီတက္ကမရဲ့တဝက်ပဲရှိတယ်ကျမသွားကြည့်ခဲ့တယ်မျက်ရည်ကျခဲ့တယ်ကျမအော်ဘုရားသခင်ကျမတို့ကိုဒီနေရာကနေချီးမြောက်တယ်ဟာလေလုယာအာမင်ဘယ်အရာကကျမတို့ထင်ရတယ်လှုပ်ဆောင်ပေးရလဲဆိုတော့သူ့ရဲ့ဂျေဆုတော်ကကျမတို့ထင်ရတယ်လှုပ်ဆောင်ပေးနေရဖြစ်တယ်အဲ့ဒီမှာနေတော့အရင်ယုံကန်ရတယ် ကျမတို့မမမိသေးတယ်ကယ်ရဆင်ကြီးတချင်းလူငယ်တွေတချင်းလာဆိုပြီးဆိုကျွန်တော်အယားရှက်တာကျွန်တော်မညီမတယ်ဘာဖြစ်လို့ရှက်လဲဆိုတော့တငယ်ချင်းတွေအားလုံးရဲ့အိမ်တွေကအယံကောင်းတယ်ကျမတို့အိမ်ကဟာဆေးတွေလဲကွာအမျိုးမျိုးဆိုအပြိုလဲဖြစ်လာတယ်ဆိုတော့ရှက်တယ်ဆူတောင်းတယ်မောင်နှမတွေကိုရောဒီခရစ်စမတ်မတိုင်ခင်ဘယ်နှခုနှစ်လဲတော့ကျွန်တော်မမမိတော့ဒီခရစ်စမတ်မတိုင်ခင်အိမ်ဆေးတုံးမယ်ဗျာအဲ့လိုဆူတောင်းတယ်အဲ့အဲ့ ျမတို့ခေတ္တကလစာကကျမတို့2000ကျပ်နော်ဆရာမ2000ကျပ်ပဲရတာဖြစ်တယ်ဆိုတော့ကျမအဖေကအလုံးလုံးတယ်ညီမလေးတွေအားလုံးကချောင်းတက်နေတယ်အဖေအလုံးလုံးတာလဲတလ9000ပေါ့9000ပဲတလဘလို့မှမရက်တည်နိုင်ဘူးအဲ့မဲ့ဆူတောင်းတယ်အိမ်ဆေးတုံးမဲ့ဆိုလဲအဲ့ဒီအချိန်တော့သသိန်းကျော်လောက်ကုန်ပါအရင်ဆူတောင်းတယ်ကိုတော့ပေးပါဒီခရစ်စမတ်မတိုင်ခင် တငယ်ချင်းတွေကယ်ရစင်ကြီးတချင်းလာမစိုးခင်အဲ့လိုဘဝနဲ့ကျတော့ကြီးပြင်းလာတာဖြစ်ပါတယ်ကိုတော့ပေးပါလို့အယံအော်စရာကောင်းတယ်ဘုရားသခင်ကလေအဲ့ဒီအချိန်မှာပင်လေကျွန်တော်တို့ဆူတောင်းတဲ့ကိုနားညောင်းတဲ့ဘုရားဖြစ်တယ်အဲ့ဒီနိုဝင်ဘာလအလယ်လောက်မှာလေအဖေကအဲ့တုန်းကပတ်စံအိတ်တိတ်ပတ်စံထုတ်ထုတ်ယူလာပြီးမှဟာဒီနေ့တော့ကျေးဇူးတော်ပဲအဖေကခွဲစိတ်အဲဒီထောက် ။ဘာလဲ?ခွဲစိတ်လက်ထောက် thank you ခွဲစိတ်လက်ခွဲစိတ်လက်ထောက်ဆိုတော့ဟာအဖေကယူလာပြီးမှဟာဒီနေ့တော့ငါတို့တွေဘောက်စုရတယ်ဗောလေမြန်မာငွေ2သိန်း hallelujah တော်တော်များတယ်เนาะအဲ့ရ2သိန်းဆိုတာ ဖရာသခင်ပေးတော့ကျွန်တော်မောင်နှမလေးအရှာဝမ်းသာတယ်အေးအေးဆဲတော့မယ်အဖေကတော့တိတ်ဝမ်းမသာဘူးသူလှုပ်ချင်တာလေရှိတယ်ကိုရီးယားလည်းကိုရီးစူတောင်းထားရရှိရဆိုတော့အဖေဆဲတော့မယ်တငယ်ချင်းတွေကယ်ရယ်စင်ကင်းလာမဆိုခင်အိမ်တော့ဆဲတော့ပေးပါဆိုဖရာသခင်ကကျွန်တော်ကိုအဲ့ဒီဘဝကနေယုံကြည်ခြင်းကဆသူ့ရဲ့ဂျေစုတရားထဲမှာအဲ့ဒီတော့သဘောမပေါက်ပါဘူးဒါပေမဲ့အဲ့ဒီအထဲမှာသွာလာခြင်းကကျွန်တော်ကိုလွတ်မြောက်ပြီးပေါက်ပါစေတာဖြစ်ပါတယ်ဟာလေလုယား အာမင်ဖခင်ကအဲ့ဒီဘဝကနေကျမတို့ကိုပို့ဆောင်ပြီးမှအခုချိန်မှာဖခင်ကယေရှုတရားထဲမှာအဲ့ရလိတ်တဲ့အစင်နဲ့ဖခင်ပို့ဆောင်ပေးတာဖြစ်ပါတယ်ဟာလေလုယ။ဒီနေ့ဖခင်ကလည်းတင့်ကိုတစ်ချိန်လုံးရေထဲခုန်ချဖို့ရတဲ့ဖခင်လိုတော်မဟုတ်ဘူး။တင့်ကိုတင့်ရဲ့အဲ့ရကိုတင်ပိုက်ပြီးမှပြန်ဖို့ရတဲ့ဖခင်လိုတော်ဖြစ်ပါတယ်ဟာလေလုယ။အာမင်ပိုင်ဆိုင်မဲ့ကောင်းချီတွေကိုပိုက်ပြီးမှပြန်ဖို့ရတဲ့ဖခင်ရဲ့လိုတော်ဖြစ်ပါတယ်ဟာလေလုယ။ <laughs> အဲ့ဒီယေရှုတရားထဲမှာအဲ့ဒီကောင်းချီးတွေရှိတာဖြစ်ပါတယ်ဟာလေလုယာအာမင်ကျောင်းတင်နေယေရှုတော်ကအလုံးလုံးပေးတယ်လို့ပြောတဲ့အခါမှာကျွန်တော်အထဲရနေသူအသက်ရှင်ပေးနေတာဖြစ်တယ်ကျောင်းဆုမတောင်းနိုင်တဲ့အချိန်တွေမှာအဲ့ဒီယေရှုတရားကဆုတောင်းနိုင်ဖို့ရအတွက်အားပေးနေရဖြစ်တယ်ဟာလေလုယာ ဖခင်ရဲ့နမိတ်လက္ခဏာနဲ့မြင်တွေ့ဖွယ်တဲ့ယုံကြည်ခြင်းကိုလည်းအဲ့ဒီယေရှုတရားကကျမတို့အထက်ကနေသူကအသက်ရှင်ပေးနေတာဖြစ်ပါလေဟာလေလုယာကြောင့်ဒီကနေ့အဲ့ဒီယေရှုခရစ်တော်တည်ဟူသောအဲ့ဒီစကားထဲမှာအသက်ရှင်နေဆိုရင်ဒီကနေ့အဲ့ဒီယေရှုတရားထဲမှာအသက်ရှင်နေဆိုရင် ပေါ်ပါခြင်းနဲ့လွတ်မြောက်စွာနဲ့ဘုရားသခင် ကျမတို့ကိုသူ့ရဲ့ကောင်းခြင်းမင်္ဂလာနဲ့စောင့်နေတာဖြစ်ပါလေနောက်ဆုံးခုလေကျမပြောခြင်းနဲ့အရန်အံ့ဩစရာကောင်းတာဖခင်ရဲ့ယေရှုတရားရောက်လာရင်လေ ြံတဲ့အရာဘာဥပဒေပဲဆွဲဆွဲဘာပြည့်ညတ်ချက်တွေပဲဆွဲဆွဲအားလုံးငြိမ့်ဖြစ်တယ်အာမင်ဟာလေလုယာအဲ့ဒီခေတ်ကာလမှာဥပုံနေဆိုတာတန်ရှင်းစေရတဲ့နေ့ဖြစ်တယ်ဘာမှမလုပ်ပဲနဲ့ဘုရားကိုကိုးကွယ်တဲ့နေ့ဖြစ်တယ်ယေရှုခရစ်တော်ဘုရားကတပည့်တော်တွေကဥပုံနေမှာအလုံးလုံးရင်အောင်မှာဖာရိရှဲတွေကအပြစ်တင်တာဖြစ်တယ် အဲ့လိုကာလမှာယေရှုခရစ်တော်ဘက်ကကျမတို့ကိုဘာသဘောပေါက်စေလဲဆိုတော့ယေရှုတော်ရောက်လာရင်ဟာလေလုယာအဲ့ဒီ38နှစ်လုံးလုံးအနာရောဂါငြိမ်းသွားတဲ့နေ့ဒီဥပုံနေဖြစ်ပါလေလို့အာမင်ဟာလေလုယာဆိုဘလို့ပညာချက်တွေပဲရှိရှိဘလို့တတ်မှတ်ချက်တွေပဲရှိရှိဒီလိုလုံးမှဒီလိုရမယ်ဆိုဘလို့တတ်မှတ်ချက်တွေပဲရှိရှိယေရှုတရားထဲမှာနေလိုက်ပါအဲ့ဒီယေရှုတရားတည်ယူတော်ယေရှုကသင်ကိုတွေ့တာဖြစ်ပါတယ်အဲ့ဒီယေရှုရဲ့တရားတည်ယူတော်သင်ယေရှုဘုရားကသင်ရဲ့ ခံစားချက်တွေအားလုံးကိုနားထောင်ဖို့စဉ်းစားဆောင်နေတာဖြစ်ပါတယ်။အဲ့ဒီယေရှုတရားပြုတော်ယေရှုကသင်ရဲ့ဆန္ဒတွေကိုဖြစ်စည်းဖို့ရန်အတွက်အရောက်လာနေပြီဖြစ်ပါတယ်လို့။ဟာလေလုယာ။ကြောင့်ဒီနေ့လှူဆောင်ပေးတော်ယေရှုတော်ထဲမှာအတ္တတာတွေကိုခြေလှမ်းလှမ်းဖို့ရန်အတွက်ဒီမှာရှိတဲ့ခြေရတယ်မိမညီကောင်မတယောက်ခြေဆံကိုခွန်အားပေးစင်တာဖြစ်ပါတယ်။အာမင်။ဟာလေလုယာ။ကြောင့်အခုနတစ်ကောအခန်းကြီး30အဲ့ဒါလေးကိုဖတ်ရင်းနဲ့ကျွန်မအဆုံးသတ်ချင်တယ်ကောရင်တူအိုရာစာ 有人到我拉萨去看去，上个年头噻。六十块拍呀，one two three，多多嘞拍呀的去，七十多阿片的，阿片的在阿片一，我看呀到七十多过来，阿臭美看呀的么？阿差多他妈那阿胖的，阿的打药就咱青果便宜，多多收到嘞。 ငါချိုးစားသည်မဟုတ်ငါနဲ့အတူရှိသောဖရာသခင်၏ခြေဆုတော်သည်ဟာလေလုယာကျမတို့ချိုးစားသေးချိုးစားပါသေးသလား ကျမတို့ကြိုးစားတာမဟုတ်တော့ဘူး။အဲ့ဒီဂျေစုတရားကအထဲကနေလှူဆောင်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီဂျေစုတရားကကျမတို့ထဲကနေကြိုးစားပေးနေတာဖြစ်ပါတယ်။ရှင်ပေါလုကပြောပါတယ်။ဒီနေ့ငါကြိုးစားတယ်တဲ့။ငါလှူဆောင်တယ်တဲ့။ဒါပေမဲ့အဲ့ဒီရာကငါလှူတာမဟုတ်တော့ဘူးတဲ့။အထဲမှာရှိတဲ့ယေရှုတည်ဟူသောဟာလေလုယာ။အဲ့ဒီဂျေစုတရားကငါ့ကိုကြိုးစားစေတာဖြစ်တယ်။ ်ဒီကနေ့ကျမတို့ကိုဘုရားသခင်ရေကန်နဲ့ခုံဆင်းပြီးမှဟိုလုံးဝအခက်ခဲကျန်တဲ့နေရာလောက်ရှားဖို့ရန်အတွက်ဘုရားလိုတော်မဟုတ်ဘူးအဲ့ရလိတ်ပြီးပြန်ဖို့ဘုရားလိုတော်ပြန်ပါလေဟာလေလုယာဖျားပေးရဲ့ချမ်းမာခြင်းကောင်းချီးတွေကိုလိုက်ပြီးမှသင်ထရမယ့်အချိန်ရောက်ပြီဖြစ်ပါတယ်ဖျားပေးရဲ့စီးစိမ်တွေကိုတိတ်ပိုက်ပြီးမှပြန်ရမယ့်အချိန်ဖြစ်ပါတယ်ဟာလေလုယာအာမင်